ယ်ရီလမ်းကိုရောက်နေရပါရှင်ကဲတောင်ပေါ်ရစတဲ့ပါတော့မယ်တောင်ပေါ်ကားနဲ့တက်နေရပါတယ်ခြေနေတက်နေရပါတယ်เนาะကျမတို့ကတော့ခြေနေမဲ့တက်ပါတယ် တောင်မော်လန်းလေးကမြင်းနီလန်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့တောင်တက်ဖနက်လေးတွေယူလာရင်တော့ပိုကောင်းပါတယ်နော်ဖနက်တင်းနဲ့လာမယ်ဆိုရင်တော့ဖုန်နေနဲ့ညစ်ပတ်ကုန်ပါလိမ့်မယ်တောင်ကနည်းနည်းတော့မတ်တယ်ဆိုပေမဲ့ရှုခင်လေးကြီးလိုက်အမောလေးဖြီလိုက်ပေါ့နော်ဗျာလေးကတော့ထင်းရှူတော်လေးဖြစ်ပါတယ် ကဲတောင်ပေါ်တို့ရောက်ရှိပါပြီတောင်ပေါ်မှာပန်းခင်းကိုအရင်ဆုံးလက်မြင်နေရပါတယ်ရမ်းလာပါတယ်ဒါလီကတော့ကမ်ဆိုက်လေးတွေပါကမ်ဆိုက်မှာမှာရှုကင်မျိုးရှိပါတယ် forest view ရှိတယ်တောင်ပေါ် view ရှိပါတယ်ဒါလီကတော့ forest view လေးပေါ့နော်ကျမတို့ယူထားတဲ့နေရာလေးဟာတောင်ပေါ်မှာဆိုတော့တက်တက်ရပါတယ် အမောရောက်ပါပြီ view ကအရင်ကောင်းပါတယ်ရှီမာဘန်ကင်းကြီးလည်းရှိပါတယ် ဲညာပါပြီညာဆိုရင်တော့လုံးဝမပြင်းရပါဘူးเนาะမိဘုံပွဲမှာတချင်ဝိုင်းဆိုကြတာနဲ့အရန်ကိုပြောစရာကောင်းနေပါတယ် ကဲမနက်ခင်းလေးနှုတ်ထလို့လာပါပြီတိမ်ပင်နယ်လေးနဲ့ပေါ့နော်ဒီချိန်လေးကဒီအရန်ဘယ်လိုပြောရမလဲအရန်ကိုလာတဲ့အချိန်လေးပေါ့နော်နေထွက်တဲ့အချိန်လေးကိုစောင့်နေပါတယ်ကဲစောင့်မြော်နေတဲ့အချိန်လေးကိုရောက်ရှိလို့လာပါပြီ။ကဲနေထွက်လာပါပြီ။ နီလုံလေးကဖြာထွက်လာတဲ့အလကပန်ခင်းလေးတွေပေါ်မှာကြာရောက်ပြီးတော့မှာပန်ခင်းရဲ့အလောက်မှာကြည်ရတဲ့ဖြူငန်းနှစ်ခုကြည်ရတာပေါ့နော်အရင်အရင်လာတဲ့အချိန်လေးပါဒီမြင်ကွင်းလေးရလေးဘာနေမှကိုမလဲနိုင်ပါဘူး မနက်နေအောင်ကြီးနဲ့ဒူပန်းခင်းလေးယူရအရန်ကိုလာနေပါတယ်အနောက်ကတိမ်ပင်လေကြီးနဲ့ဆိုတော့ပို့ပြီးမှပြည်စုံသွားတာပေါ့နော်ကလောရလို့ရှိရင်တော့ဒီဖယ်လန်လေးကိုဖြစ်မနေလာစေချင်ပါတယ်နော်